ယနေ့အချိန်ထိအပြေမရှာနိုင်သေးတဲ့ထူးခြားသောဖြစ်ရပ်များ1908ခုနှစ်ဇွန်လ30ရက်နေ့မှာကျွန်ုပ်တို့နေထိုင်တဲ့ကမ္ဘာကြီးပေါ်မှာထူးခြားတဲ့အရာတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒါကတော့တုံကုတ်ဆာသာလို့ခေါ်တဲ့ကြီးမားတဲ့ပောက်ကွဲမှုကြီးပဲဖြစ်ပါတယ်။ထူးပောက်ကွဲမှုဟာအပင်ပေါင်းတန်း90ခန့်ကိုပျက်စီးသွားစေခဲ့ပါတယ်။မိုင်ပေါင်း80လောက်တက်ရောက်မှုရှိတဲ့ထူးပောက်ကွဲမှုဟာသိပ္ပံပညာရှင်တွေကိုစဉ်းစားရခက်စီခဲ့ပါတယ် တနည်းအကြာမှာထိုးပေါက်ကွဲမှုကိုတွားရောက်လ ీల ခဲ့ကြပေမဲ့ထိုးပေါက်ကွဲမှုဖြစ်ခဲ့အနီးတစ်ဝိုက်မှာမိကြောက်လုံးတစ်လုံးမှမရှိခဲ့တာကြောင့်ပုံမူခေါင်းစားသွားစေခဲ့ပါတယ်။နောက်ပိုင်းသုံးသက်ချက်တွေအရထိုးပေါက်ကွဲမှုဟာဂျိုခဲတစ်လုံးရောက်လာပြီးပေါက်ကွဲသွားတာလို့ယူဆကြပါတယ်။တချို့အယူအဆတွေကတော့ဒါဟာ UFO တစည်းပြက်ကျခဲ့တာလို့လည်းဝေဖန်မှုတွေရှိခဲ့ကြပါတယ်။ဘာကြောင့်ပဲဖြစ်ဖြစ်ထိုးပေါက်ကွဲမှုဟာခုချိန်ထိတိကျတဲ့အဖြေမရှိသေးပါဘူး။ ပရိသတ်ကြီးကရောဘလို့ထင်လဲဆိုတာပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်